မင်္ဂလာညချမ်းပါရှင်နေပြည်တော်မူလီဝတာနယ်ဇလာဗီရာညွှန်ကြားမှုဦးစီးဌာနမှာ2025ခုနှစ်ဇွန်လ16ရက်နေ့ည9:00နာရီထုတ်ပြန်တဲ့မူလီဝတာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00ခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်များမှာ နေပြည်တော်နဲ့ရန်ကုန်မြို့တို့မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်93ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုးရူမှာဖန်ဝင်ရရှိတဲ့ပုံရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရူမှာတိမ်ထူထန်နေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်၊ပဲခူးတိုင်းဒေသကြီးနဲ့အေယာဝတီတိုင်းဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွလျာနေရာတချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်း၊စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်းမာရေးသားကြီးနဲ့ပြည်내များမှာထိတ်တူထက်နေတာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ ကတလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်တုံလေးအာကောင်ရမှာအာအလွန်ကောင်းနေပြီးကတလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကျယ်ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအာကောင်နေပါတယ်မြန်မာပင်လယ်ပြင်မှာမြန်မာကယ်ရီရန်တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရေပန်ရန်ကမိုးတက်လေးပြင်းများကြရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းလေးရာတနအိုင်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာ မြန်မာကေရန်တရှောင်းနဲ့ကဲလိုပင်လေပြင်းတို့မှာဆယ်ပေမှာ12ပေကရှိနိုင်ပါတယ်။မနှက်ဖြံမိုးတဲ့ကျဲအထိခံမန်းကျဲများအနေနဲ့ကတော့စကန္ဒဒေတာကြီးအောက်ပိုင်းမှာနေရကျဲကျဲမကွေတိုင်းဒေတာကြီးမန္တလေးတိုင်းဒေတာကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရစစ်စိမ့်နဲ့ကချင်ပြည်နယ်စကန္ဒဒေတာကြီးထပ်ပိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်အေရဝတီတိုင်းဒေတာကြီးရန်ကုန်တိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးနေပြည်တော် ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရခိုင်ပြည်နယ်နေပြည်တော်ပဲခူးတိုင်းဒေသကြီးရှမ်းကုန်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွယ်၍မိုးကြီးနိုင်ပါတယ်နေပြည်တော်နဲ့အနီးတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နဲ့ကြိမ်ထစ်ချုံရွာပါမယ် အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်စ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုင်းမင်းက်ပြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာမိုးတင်တင်ထချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်မှာ32ဒီဂရီဆယ်စီယပ်စ်60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ24ဒီဂရီဆယ်စီယပ်စ်85ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ န္တလေးမြို့နယ်အနီတဝိုင်မနက်ဖြန်အတွက်မိုးလေဝသအခြေအနေ ခမန်းကြမှာနေရာကွက်ကြားမိုးထချုံရွာပါမယ်အမြင့်ဆုံးအပူချိန်မှာ35ဒီဂရီဆယ်စီယပ်စ်95ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးအပူချိန်မှာ29ဒီဂရီဆယ်စီယပ်စ်87ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခမန်းကြက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှင်ပြည်နယ်ရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးထစ်ချုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။အထူးမိုးလေဝသတည်ရင်ဒီကနေ့မြန်မာစံတော်ချိန်ဆက်လျှောက်30နာရီအချိန်တိုင်းထွားခြင်းများအရာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအကောင်ရာမှာအာအလွန်ကောင်းနေခြင်းကြောင့်၎င်း အရှိဘက်မှာရွေလျားလာတယ်။လေဝေလိုက်များရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်မှာရွေလျားလာတယ်။လေဝေလိုက်များရဲ့အရှိန်ကြောင့်၎င်းဒီကနေ့ညနေမှာ22ရက်လျှောက်လာ2025ရဲ့နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှ နေရာအနှံပြမိုးထစ်ချုံရွာပြီး အရှုဒေတာများမှာဒေတာအလိုက်နဲ့နေရာကွယ်၍မိုးကြီးပါမယ်မြမကဲရရန်တခြားနယ်ကဲလွန်ပင်လယ်ပြင်တို့မှာရဲဖန်ရန်ခါမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းကြီးပါမယ်မိုးတက်လေပြင်းကြခြင်းရေပြင်းပြင်းလေးရတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာ မြမကဲရိုတဲ့တချောင်းနဲ့ကံလိုပင်လေပြင်းတို့မှာ၁၀ပေမှာ၁၂ပေကရှိနိုင်ပါတယ်အကြံပြုချက်တို့ဖြစ်ပါ၍မိုးသည်ထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီလက်ခြင်းမိုးသီးကြွေခြင်းလျက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝပြည်ရဲ့မြားဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကုန်းမြင့်ဒေတာအနီမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေရဲ့မြင့်ငယ်ချောင်းငယ်များအနီမှာနေ